ရင်သိန်းကိုငါကိုပြက်ပြင်းရှုံးနေခဲ့တဲ့မြမယူဆကိုမြို့သမီးအတင်းဒီကိစ္စလောက်16ရက်နေ့မွန်လွဲပိုင်းကထိုင်းမြမအတင်းတို့အာဆီယံယူဆကိုမြို့သမီးချန်ပီယံရှစ်ဆီမီဖိုင်နယ်ပွဲစဉ်ကိုရှင်မြိုင်ကစားခဲ့ရမှာတော့ထိုင်းအတင်းကမြမအတင်းကိုငါကိုတကူဖြစ်အနိုင်ရရှိခဲ့ပါတယ်ပထမပိုင်းပွဲစဉ်အတွင်းတွင်မှာပဲထိုင်းအသင်းကဥဆောင်ကိုလေးကိုသွင်းယူခဲ့ပြီးတော့ဒုတိယပိုင်းပွဲချင်းအတွင်းမှာတော့နောက်ထပ်တကူထပ်မံသွင်းယူခဲ့ခြင်းလည်းဖြစ်ပါတယ်။ မြန်မာယူဆကူအမျိုးသမီးအသင်းဟာဆိုရင်စွမ်းဆောင်ရည်ကိုယ်စီပိုင်ဆိုင်ထားခဲ့ကြပါမယ်လေမထင်မှတ်ထားတဲ့အခြေအနေတစ်ခုအောင်မှာတော့ပြပြတဲတဲဆိုရင်တကြီးနဲ့ကစားလိုက်ရလို့ပထမပိုင်းမှာပဲကိုပြက်ချီပြက်နဲ့အရှုံးပေးလိုက်ရတာလည်းဖြစ်ပါတယ်ဒုတိယပိုင်းပုံမှန်အနေထားမှာတော့နှစ်ဖက်အသင်းမြတ်တာစွာကစားနိုင်ခဲ့ပြီးတော့တစ်ဖက်တကိုးစီသွင်းယူနိုင်ခဲ့ကြတာပွဲအပြီးမှာတော့မြန်မာအသင်းကထိုင်းအသင်းကို၅ကိုတကိုးဆိုတဲ့ရလန့်နဲ့ရှုံးလိုက်ပြီးတတိယဘူးလူပွဲနဲ့သာကစားသွားရတော့မှာလည်းဖြစ်ပါတယ် ာဆီယံယူ19အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတခြားအဆူအဖွင့်ပွဲစဉ်မှာဆိုရင်မြန်မာအသင်းကအင်းရှင်ဗီယက်နမ်အသင်းကို2-6ပြည့်ပြည့်ရှုံးနိမ့်ထားခဲ့တယ်လို့ပဲယခု semi final ပွဲစဉ်မှာလည်း9-6တကူနဲ့ထပ်မံရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။အဆူအဆင်ပွဲစဉ်တွေမှာဆိုရင်လာအိုအသင်းကို6-6ပြည့်ပြည့်၎င်းတီမောအသင်းကို9-6ပြည့်ပြည့်နဲ့၎င်းအနိုင်ရရှိခဲ့ပါတယ်။နောက်ဆုံးတော့လည်းမြန်မာမျိုးသမီးအသင်းဟာထိုင်းအသင်းကိုထပ်မံရှုံးနိမ့်ခဲ့ရမှာတယ်။ဒါကြောင့် တတိယဘူးလူပွဲနဲ့တာရင်ကျင်းနေခဲ့ရပါတယ်။ပိတ်တကြီးလည်းမြမမျိုးသမီးအတင်အတွက်အကြံဉာဏ်လေးပြောပြခဲ့ကြပါဦး။ဆုံးထိဆောင်မျိုးကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။